နျူကလ িয়ার လက်နက်တွေတပ်ဆင်ပစ်ခတ်နိုင်တဲ့ American Law of 35A တိုက်လေရင်ဆက်နစီဝယ်ယူသွားမယ်လို့ Britain အစိုးရကအတည်ပြုကြေညာခဲ့ပါတယ်။ Netherlands နိုင်ငံ Hague မြို့မှာပြုလုပ်ခဲ့တဲ့ NATO စစ်မဟာမိတ်နိုင်ငံတွေထိပ်သီးညီလာခံမှာ Britain ဝန်ကြီးချုပ် Sagira Starmer က American ရဲ့ Lockheed Martin ကုမ္ပဏီကထုတ်လုပ်တဲ့ of 35A တိုက်လေရင်တွေဝယ်ယူမဲ့အကြောင်းကိုတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ Britain ဟာ radar နဲ့ထောက်လန်းမှုကိုရှောင်ကွင်းနိုင်တဲ့ F35 တိုက်လေယာဉ်မျိုးကွဲတွေထဲကမှ downlight အတက်အစင်ပြုလုပ်နိုင်တဲ့ပြီးတော့ပြေးလန်းအသူသာလိုအပ်တဲ့ F35B တိုက်လေယာဉ်တွေကိုဝယ်ယူအသုံးပြုနေပြီးသားပါအခုထပ်ပြီးဝယ်ယူမဲ့ F35A တွေကတော့ပုံမှန်ပြေးလန်းတွေမှာအတက်အစင်ပြုလုပ်ရမှာဖြစ်ပြီးစစ်လက်နက်တွေလည်းပုံမို့တည်ယူနိုင်စွမ်းရှိပါတယ်အရေးကြီးဆုံးအချက်ကတော့အဲ့ဒီ F35A တွေဟာတမဲရိုးကြဆက်လက်နက်တွေသာမကပဲနျူကလ িয়ার လက်နက်တွေကိုပါတက်ဆင်ပစ်ခတ်နိုင်ခြင်းဖြစ်ပါတယ် ဗြိတိန်ကလေတပ်မှနျူကလ িয়ার အသုံးပြုတိုက်ခိုက်နိုင်စွမ်းကိုပေါင်းဆက်ပေးဖို့အဲ့ဒီတိုက်လေရင်တွေကိုဝယ်ယူမှာဖြစ်ပြီးအကျိုးဆက်အနေနဲ့နေတိုးရဲ့နျူကလ িয়ার စစ်ဆင်ရေးစွမ်းရည်ကိုပါကူညီချက်ထွင်ပေးနိုင်မယ်လို့ပြောပါတယ်။လက်ရှိအခြေအနေမှာတော့ဗြိတိန်ဟာနျူကလ িয়ার ထိပ်ဖူးတပ်ဒုံးကျည်တွေကိုရင်ငုတ်တင်းမောတွေကနေပဲအခြေစိုက်ပြတ်ခတ်နိုင်စွမ်းရှိပါတယ်။ဥရောပနိုင်ငံတွေမှာတော့ပြင်သစ်ကရေတပ်တော်မကပဲလေတပ်ကိုပါအသုံးပြုပြီး နျူကလ িয়ার လက်နက်တွေနဲ့တိုက်ခိုက်နိုင်စွမ်းမျိုးပိုင်ဆိုင်ထားပြီးအခုတော့ဗြိတိန်ကပါအဲ့ဒီလိုစွမ်းဆောင်ရည်မျိုးကိုတိစောက်တော့မှာပါလေကြောင်းကနေတိုက်ခိုက်နိုင်တဲ့နျူကလ িয়ার စစ်ဆင်ရေးစွမ်းရည်ပါပိုင်ဆိုင်လာတဲ့အခါဗြိတိန်ဟာအကြက်အတဲကာလမှာအဲ့ဒီလက်နက်ကိုလက်တွေ့အသုံးပြုဖို့ပိုပြီးချုံးဝေအဆင်ပြေမှာဖြစ်တယ်လို့ဆိုပါတယ်ဗြိတိန်ရောပြင်သစ်ပါမြေပြင်အခြေဆိုင်နျူကလ িয়ার ဆက်လက်နက်တွေပိုင်ဆိုင်ထားခြင်းတော့မရှိပါဘူးနျူကလ িয়ার လက်နက်တပ်ဆင်နိုင်တဲ့ F35A တွေဝယ်ယူပြီးရင် ဗြိတိန်ဟာနေတိုးရဲ့လေတက်နျူကလ িয়ার မစ်ရှင်မှာပါပူပေါင်းသွားမယ်လို့လဲစတာမာကပြောပါတယ်။လောလောဆယ်တော့အဲ့ဒီမစ်ရှင်အတွက်မဟာမိတ်တိုက်လေယာဉ်တွေကို အမေရိကန်ကဥရောပမှာဖြန့်ကျက်ထားတဲ့ B61 နျူကလ িয়ার ဘုံးတွေတက်ဆင်ပေးထားပါတယ်။ F35A တွေဝယ်ယူပြီးလေတက်ရဲ့နျူကလ িয়ার တိုက်ခိုက်ရေးစွမ်းရည်ကိုတိစောက်မဲ့ဆုံးဖြတ်ကြဟောမျိုးဆက်တစ်ခုအတွင်းနိုင်ငံရဲ့အကြီးမားဆုံးနျူကလ িয়ার စစ်ရေးစွမ်းရည်ဆိုင်ရာ အရေးတစ်ခုဖြစ်တယ်လို့ဗြိတိန်ဝန်ကြီးချုပ်ကကြေညာခဲ့ပါတယ်။ လက်ရှိမှာတော့ American ရဲ့ B61 nuclear ဘုံးတွေကိုတည်ယူပြတ်ခတ်နိုင်တဲ့တိုက်လေယာဉ်မျိုးတွေကို Germany နဲ့ Italy တို့အပါအဝင် NATO အဖွဲ့ဝင်9နိုင်ငံကပိုင်ဆိုင်ထားပါတယ်။ Britain မှာရှည်ရင်းဆွဲဖြစ်တဲ့ F35B အမျိုးအစားတွေကတော့လေရင်တင်တင်းမောတွေမှာအခြေစိုက်နိုင်အောင်ဦးစားပေးတိစောက်ထားပြီး nuclear လက်နက်တွေတပ်ဆင်ပြတ်ခတ်နိုင်တဲ့အစွမ်းရည်မျိုးတော့မရှိဘူးလို့သိရပါတယ်ရှင်။